ကာတာနိုင်ငံထဲမှာရှိတဲ့ American လေတပ်စခန်းတစ်ခုကိုအီရန်ကဒုံးကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူး။ပြီးတော့အီရန်ရဲ့ဒုံးကြီးအများစုကို American နဲ့ကာတာလေကြောင်းကာကွယ်ရေးစနစ်တွေကပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ဂျွန်လာ23ရက်နေ့ညပိုင်းကဒီတိုက်ခိုက်မှုဟာလွန်ခဲ့တဲ့2ရက်လောက်ကအီရန်ရဲ့နျူကလ িয়ার စခန်း၃ခုကို American ဘုံးကျဲခဲ့တဲ့အတွက်လက်တုံ့ပြန်လာလဲဖြစ်ပါတယ်။ကာတာက နိုင်ငံရဲ့လေပိုင်နဲ့ထိပါးကျူးကျော်ခံရတာကိုရှုံးချကန့်ကွက်ခဲ့ပြီးအီရန်ရဲ့ဒုံးကျည်အလုံးဒီပါပြစ်ချခံခဲ့ရတယ်လို့အတည်ပြုပါတယ်။အီရန်ပြစ်မှတ်ထားခဲ့တာက ကာတာရဲ့မြို့တော်ဒိုဟာနားမှာရှိတဲ့ LOD လေတပ်စခန်းဖြစ်ပြီး American တပ်ဖွဲ့ဝင်8000လောက်အခြေစိုက်ထားပါတယ်။ Trump ကအီရန်ရဲ့ဒီတိုက်ခိုက်မှုဟာအတော်လေးအပြော့ပြီးတိုက်ခိုက်မှုမတိုက်ခင်မှာလဲ American စီကိုကြိုတင်အသိပေးခဲ့တယ်လို့ပြောပါတယ်။ LOD လေတပ်စခန်းကို အီရန်ဒုံးကျည်တွေရောက်မလာခင်ကတည်းကအမေရိကန်တပ်ဖွဲ့ဝင်တွေကိုလုံခြုံဘေးကင်းအောင်ဂျိုတင်စီမံရွှေ့ပြောင်းထားနိုင်ခဲ့ပြီးထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူးပြီးတော့ဒုံးကျည်အလုံးဒီပါပြစ်ချခံရတာကြောင့်လဲလေတက်စကန်မှာအပြက်အစီမများခဲ့ဘူးလို့သိရပါတယ်အခုလို LOD လေတက်စကန်ကိုအီရန်ကလက်တုံပြန်တိုက်ခိုက်ပြီးတဲ့နောက်နိုင်ပိုင်းကြမှာတော့အီရန်နဲ့အစ္စရေးတို့ဟာအပြည့်အခက်ရက်စဲကြရမယ်ဆိုတဲ့အကြောင်းထရမ့်ကသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ Truth မှာကြေညာခဲ့ပါရှင်။